ချစ်စရာသမီးဦးလေးဖြိုးရတော့ကိုအောင်မြင်စွာနဲ့မွေးဖွားလိုက်ပြီဖြစ်တဲ့အစိုးရဖြိုးကြီးတို့ဇနီးမောင်နဲ့မင်္ဂလာပါပရိသတ်ကြီးရှင်နိုင်ငံကျော်အစိုးရဖြိုးကြီးနဲ့ဇနီးဖြစ်သူမက်ခိုင်မမို့တဲတို့ဟာမနေ့ကစက်တင်ဘာလ25ရက်နေ့မှာအာယု International ဆေးရုံကြီးမှာသမီးဦးလေးဖြိုးရတော့ကိုအောင်မြင်စွာနဲ့မွေးဖွားနိုင်ခဲ့တာပဲဖြစ်ပါတယ် ဆိုတော့ဖြိုးကြီးဟာပထမအိမ်ထောင်အနေနဲ့တရုတ်ဆောင်ဆွေမျက်နှာနာနဲ့အိမ်ထောင်ကြခဲ့ပြီးတားလေးတယောက်ထွန်ကားခဲ့ပေမယ့်တားဖြစ်သူကတော့မိခင်ဖြစ်သူတရုတ်ဆောင်ဆွေမျက်နှာနာရဲ့လက်ထဲမှာပဲကြီးပြင်းခဲ့ရတာဖြစ်ပါတယ်။အဆိုတော်ဖြိုးကြီးဟာဒုတိယအိမ်ထောင်အနေနဲ့မက်ခိုင်မမို့သေးနဲ့တရားဝင်လက်ထက်ထိမ်းမြားခဲ့ပြီးနောက်မှာအခုဆိုရင်တော့နောက်ထပ်ချစ်စရာသမီးလေးတယောက်ကိုထပ်မံပိုင်ဆိုင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အဆိုတော်ဖြိုးကြီးဟာတမီးလေးရဲ့နာမည်မှာသူ့ရဲ့နာမည်ပါအောင်လို့ဖြိုးရတော်ဆိုတဲ့အမည်လေးကို ပေးခဲ့တာဖြစ်ပြီးအင်္ဂလိပ်နာမည်အနေနဲ့တော့ Sophia ဆိုပြီးတော့နာမည်လှလှလေးကိုပေးထားခဲ့တာလည်းဖြစ်ပါတယ်အဆိုတော်ဖြိုးကြီးဟာဇနီးဖြစ်သူမခိုင်မမှုတဲနဲ့ယခုနှစ်2025ခုနှစ်မတ်လထဲမှာလက်ထပ်ထိမ်းရခဲ့တာဖြစ်ပြီးကလေးကိုချက်ချင်းယူခဲ့တာကြောင့်အခုဆိုရင်တော့ချစ်စရာတမီးဦးလေးကိုအမြန်ဆုံးပိုင်ဆိုင်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ် ဆိုတော့ဖြိုးကြီးနဲ့မခိုင်မမို့သေးတို့ဟာတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ဘဝကိုဖျက်ဆီးနေကြတာဖြစ်ပြီးအခုဆိုရင်တော့သူတို့ရဲ့ဘဝလေးကိုချစ်စရာသမီးလေးလည်းရောက်လာခဲ့ပြီးဖြစ်တာကြောင့်ပုံမပြပြစုံတဲ့မိသားစုဘဝလေးကိုရရှိတော့မှလည်းဖြစ်ပါတယ်ချစ်စရာသမီးလေးနဲ့အတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ခွင့်ရတော့မယ်။အစိုးရဖြိုးကြီးတို့ဇနီးမောင်နှံအတွက်ပြည်သက်ကြီးကလည်းဝမ်းသာကွန်ပျူတာကလေးပြောကြားပေးခဲ့ပါအောင်ရှင်။